အဲ့လိုအလုံးမမင်္ဂလာပါဒီနေ့မှာတော့ mobile channel နဲ့ Naido နဲ့ collab ပြီးတော့ထွက်လာမယ့် skin တွေရဲ့ပုံစံလေးတွေကိုပြပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားဆိုရင် video လေးကိုဆုံးကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုအောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုစလိုက်ကြရအောင် video လေးမစခင်မှာပြောချင်တာကတော့ဒီ skin တွေဒီပုံစံတိုင်းထွက်လာမယ်လို့တော့ကျွန်တော်လည်းအတိအကျတော့မပြောနိုင်သေးဘူးနောက်လာမှာဒီ event လာမှာဆိုတော့ အဒီစကင်တွေကအတိအကျကြီးတော့မဟုတ်နိုင်လေဘူးတော့ကျွန်တော်တော့ထင်ပါတယ်ပြီးတော့ကျွန်တော်က enemy နဲ့တိုက်ပြီးတော့ကြည့်ရတယ်မဟုတ်ဘူးပြောမယ်ဆိုရင်လုံးဝမကြည့်ရတယ်မှာပါတယ်အဲအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်တဲ့အခါမှာအမားလူမြန်ပါသွားခဲ့ရင်အားလုံးတောင်းပန်ပါတယ်ဒီဗီဒီယိုလေးကိုယူလာတဲ့ channel လေးကိုလည်း credit ပေးပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ပထမဆုံးတစ်ကောင်အနေနဲ့ကတော့ Naido နဲ့ collab လုပ်မယ်လူကဲ့ရဲ့စကင်လေးပဲဖြစ်ပါတယ်ဒီစကင်ကဆိုရင်တော့ skill effect တွေနဲ့မိုက်တယ်ပြီးတော့ ဒီစကေးတွေတောင်းလိုက်တဲ့အခါမှာလေထွက်လာတဲ့အတန်လေးတွေကမစိုးလို့ပြောလို့ရတယ်။တေချာလေးလုပ်ပေးရတယ်မှာပါတယ်။အဲ့တော့ဒီစကေးကိုတော့ကျွန်တော်ကတော့ကြိုက်ပါတယ်။အဲ့တော့စကေးဖတ်တွေကို grow ပေါ်တိုင်းနဲ့ဆက်ပြီးတော့ကြည့်ပြီးတော့တောင်းတက်ပေးပါအောင်။修行の成果を見せてやるってばよ。 easier to break it off best friends. おっさん第7班の最強コンビネーションだってばよ ကယ်ဒီတော့ဒါ Nairo နဲ့ Call လဲလုပ်မယ်လူကရဲ့ skin တွေဖြစ်ပါတယ်အဲ့တော့ bro နေနေရောကြိုက်လားမကြိုက်ဘူးလားဆိုတော့ comment လေးတွေဝင်ရေးဝေးခဲ့ကြပါအောင်နောက်တစ်ခေါက်အနေနဲ့ကတော့ Sasuke နဲ့ Call လဲလုပ်မယ် Suyu ရဲ့ skin လေးပဲဖြစ်ပါတယ်ဒီ skin ကတော့ကျွန်တော်ကတော့တိုက်ပြီးတော့မကြိုက်ဘူး skin effect တွေကတော့မဆိုးဘူးဆိုပေမဲ့ပူစူဇန်တို့ထုတ်တဲ့အခါမှာစူဇန်တို့ကတော်တော်လေးမှရုပ်ပေါင်နေတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ် Nairo fan တွေဆိုရင်တော့ပို့ပြီးတော့သိပါလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့တိုက်ပြီးတော့မကြည့်ဘူးအဲ့တော့ဒါတွေကတော့တိုက်ပြီးတော့မသိဘူး à, cho nó Susan thấu đề khả giải <laughs> bro chỉ chỉ chạy quá Susan nó anh đi giúp bóng thì được rồi cho nó thêm mày rồi sau khi điều bro của lại mình chỉ nhớ sẽ bị dùng về mấy bóng အဲ့တော့ဒါကတော့ Sasuke နဲ့ Color လုံးပဲစုယူရဲ့ skin ကြီးရဲ့ skin effect တွေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပြောတဲ့ Susan ကရုပ်ပေါက်နေတယ်ဆိုတဲ့ဟာဟုတ်လားမဟုတ်လားဆိုတာကိုဒီရဲ့ comment တွေမှာဝင်ပြီးတော့ member ရေးကြပါအောင်။နောက်တော့အနေနဲ့ကတော့ Color နဲ့ Color လုံးပဲ V ရဲ့ skin ကြီးပဲဖြစ်ပါတယ်။ဒီ skin ကတော့ free ပေးမယ်လို့တော့ပြောနေပါတယ်။အဲ့တော့ free skin ဆိုတော့နည်းနည်းလေးတော့ရုပ်ပေါက်မှာတော့အမှန်ပါပဲ။အဲ့တော့ bro အနေနဲ့ ဒီစကင်လေးကိုလည်းဆက်ပြီးကြည့်လိုက်ပါအောင်ကျွန်တော်ကတော့နည်းနည်းလေးကလေးဆန်နေတယ်လို့တော့ထင်ပါတယ်အဘရောဘလိုထင်လဲဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်။ကျောင်းသားတွေရဲ့ကြောင်းဆိုးတဲ့နောက်ထဲမှာနာရံ။ကဲဒါတော့ free skin ဆိုတော့ prepayment skin ဆိုတော့ skin effect တွေကဒီလောက်ပဲရှိတာတော့ပြောစရာတော့မရှိဘူးလို့တော့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ဘယ်လိုတော့ဘယ်လိုထင်လဲဆိုတာကို comment တွေမှာဝင်ပြီးတော့ meme ခဲ့ကြပါဦးနောက်တော့အနေနဲ့ကတော့ခါခါချီနဲ့ကော်လလောက်မယ်ဟာရာပူဇာရဲ့စကင်လေးပဲဖြစ်ပါတယ်ဒီစကင်ရဲ့ skill fat တွေကတော့တိတ်ပြီးတော့ပြောစရာမရှိဘူးမိုက်တယ်အဲ့တော့ကျွန်တော်ကတော့ဒီစကင်လေးကိုတော့ကြိုက်ပါတယ်ရှေ့ကပြောခဲ့နှစ်ကောင်လို့တော့ဒီစကင်ရဲ့ရုပ်ပေါက်တာမျိုးတော့ကျွန်တော်ကတော့မတွေ့ဘူးအဲ့တော့ဘရိုက Nairo fan ဆိုရင်တော့ရုပ်ပေါက်တာလေးနဲ့ရှင်း comment တွေမှာဝင်ပြီးရေးပေးခဲ့ကြပါဦး 千の術をコピーした俺には勝てないよ俺からすれば <laughs> of what I know. Never give up, never slow till I finally prove it. Never listen to my dreams, I just wanna keep moving. Keep my head up when I act. ငါတို့ကောင်းနေနေရတော့မီနိုက်တို့နဲ့ကော်လက်လုံးပဲကိုရှင်ရဲ့စကင်လေးပဲဖြစ်ပါတယ်။ဒီစကင်မှာဆိုရင်တော့ကျွန်တော်စကေးဖက်လေးတွေကိုပိတ်ပြီးတော့တဘောမကြဘူးစကေးဖက်လေးပိတ်ပြီးတော့မပါတယ်လို့ခံစားရတယ်။အဲ့တော့ bro နေနေရောဘယ်လိုမျိုးထင်လဲဆိုတော့ comment တွေမှာဝင်ပြီးတော့ရေးခဲ့လို့ရပါတယ်။အဲ့တော့ကျွန်တော်ဒီအခုပြသွားတဲ့စကင်ရဲ့စကေးဖက်တွေကဒီပုံစံတိုင်းထွက်လာမယ်ဆိုတော့ကျွန်တော်တော့မပြောနိုင်သေ ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ event နောက်လာမှလာမှဖြစ်တဲ့အတွက်ဒါတွေကတော့ပုံသေးကြီးတော့ပြောလို့မရသေးဘူးအဲ့တော့ဒီပုံစံတိုင်းနဲ့ထွက်လာမယ်ဆိုရင်တော့ webin ခံအောင်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ upload ထင်တယ်ဆိုတော့ video ရဲ့ comment တွေမှာရောဝင်ပြီးရေးပေးခဲ့ကြပါအောင်စောင့်ကြည့်ကြည့်ပြီးတဲ့အတွက်တရားချင်းကြရအောင်ကျေးဇူးတင်ပါတယ်နောက် video တွေမှာ slash ဆောင်လို့ရပါမယ်အားလုံးကျေးဇူးတင်ပါတယ်